ကတော့ကျမမိတ်ဆွေရဲ့ဆနွေးမဲစိုက်ခင်းကိုရောက်တုံးလေးပြပေးတာပါဒါလေးကတော့ဆနွေးမဲလေးပါပုံမှန်ဆနွေးဆိုလို့ရှိရင်လှီးလိုက်လို့ရှိရင်ဆနွေးကအဝါရောင်ဆနွေးမဲတာပြောတယ်လေအာအယောင်လေးကကြည့်ပါအောင်လှလိုက်တာအပြာလေးနဲ့ခလဲကအဖြူရောင်လေးအဲ့ဒါကြောင့်မလို့လေသူကဈေးလေးကြည့်တယ်ဈေးပဲလေအရန်ဝင်ပါတယ်ဒီကဘာအတွက်ဒီကောင်းလဲဆိုတော့ဟိုသွေးသွေးသမားကြီးတဲ့နော်ပြီးလို့ရှိရင် စည်းကြိုသမားတွေပေါ့နော်သွေးသောသမားတွေအတွက်ကသွေး level ကိုထိညိပေးတယ်တဲ့ပြီးလို့ရှိရင်ဒါ blood circulation ပေါ့နော်သွေးလက်ပတ်မှုအတွက်ကိုကောင်းတယ်ပြီးတော့အိပ်ပျော်တာရောပေါ့နော်ဟာရမျိုးတွေအဲ့ဒါကြွလေအကျိုးတွေထိရောက်တယ်သူစီးရတော်တော်လေးကိုအကျိုးထိရောက်တယ်နော်အနှင်းမဲနဲ့ဒီအောင်မဲညို့ဘာလို့သူကရောဆက်ထားလဲဆိုတဲ့ခါကျတော့ကျမအခုရောက်နေရတော့မလေးရှားနိုင်ငံရဲ့ကံပုံပေါ့နော်ကံပုံဆိုတာတော့ရွာပေါ့ရွာလေးတွေအရောက်နေရပါโอเค ဒါကတော့အမျိုးသားတငယ်ချင်းရသူကချမ်းနေဝယ်ထားတာပေါ့ရွာထဲမှာလေဝယ်ထားပြီးတော့သူကအပြင်နေဆိုင်တယ်ပြီးတော့သူအပန်းဖြေနားနေဖို့ပေါ့နော်အဲ့လိုမျိုးအိမ်လေးဒီမှာလိုလေးစောက်ထားတယ်အဲအခုစမပြမယ်အားလုံးကတော့လေတိတ်ဆိတ်နေရပဲရွာလေးဆိုတော့လေနော်ဒီဘက်ကလည်းသူပိုင်တဲ့အိမ်ပဲဒါပေမဲ့မြက်တရာအရန်ထူတာသူမနိုင်လို့ရထားကိုပြစ်ထားတာဒီတိုင်းပဲ လုံသမားကလည်းတေချာမရှိဘူးတဲ့အရင်တော့သူ့စီမှာမြေပေါ်တော့အလုံသမားတယောက်ရှိရဲ့ channel ရှင်အပင်နေဆိုင်တာသူ့ကိုတဲ့ကလိန်ကြပါလို့တဲ့အဲ့ဒါနဲ့အခုဘယ်သူမှမထားတော့ဘူးပေါ့နော်အဲ့လိုမျိုးပြောတာအာအခုဒီမှာရောက်နေတဲ့အိမ်ကတော့သူကဂုံးညင်လေးမှရှိတာပေါ့နော်ဟိုအောက်မှာလည်းအိမ်လေးရရှိသေးတယ်ဒါဆိုလို့ရှိရင်တမယာပင်လေးတမယာတီးလေးအောက်မှာတီးနေပြီဒီမှာတော့ငပြောပင်တို့တမာပင်တို့ပေါ့နော်အဲ့လိုမျိုး ဒါပတ်ချလဲရဒါရွာအိမ်ကြီးပေါ့ပြောရလို့ရှိရင်တော့တချို့လဲဒီမျိုးဘွားလူတွေကဒီလိုမျိုးနေရာတွေမှာလေခြံနေဝယ်ပြီးတော့အပန်းဖြစ်အိမ်ကြီးလာဆောက်ထားကြတာပေါ့နော်အောင်မယ်တောင်းမှာစိုက်ခင်းနေကဲဒါကတော့ချစ်မောင်ဝင်းတဲ့အရင်တော့ကဒီမှာမြန်မာအလုပ်သမားစီရောသူစိုက်သွားတာတဲ့ချစ်မောင်ဝင်းကအချီးရွေးမှာချီရောပြန်ကြရင်ချစ်မောင်လည်းခူးအောင်မှာချစ်မောင်ဝင်းရင်တော့ဘိုက်တွေကိုစားအောင်ပဲ ဒါအခု तू ကအဓိကလေ तू ကဒီဟာကိုစိုက်ပြိုးထုတ်လုပ်ဒီဟာဘာလဲဆိုတော့ဒါစနွင်းပင်နေပေါ့နော်စနွင်းအမဲတွေစနွင်းအမဲက तू ကဆေးဘက်အရန်ဝင်တာလေဒီမှာရောပဲအဲ့ဒါစနွင်းမဲအပင်နေပေါ့နော်ဒီမှာလဲစနွင်းအပင်နေပေါ့နော်အဲ့တော့ तू ကဒီစနွင်းကို तू ကဘာလုပ်လဲဆိုတော့ဟိုမှာခွေးလေးရဟောင်းတာရောဟာဆိုတော့ तू ခွေးတွေမွေးထားတာဒီအစင်းစနွင်းအမဲကို तू ကဆေးဖော်တာ तू ဖော်ရဲဆေးကို جماعه ပြီးရင်ပြပေးမယ်တော်တော်လေးကိုဆေးဘက်ဝင်တာ မမလေးအကျယ်ကြီးပဲစိုက်ခင်းကြီးရပါတော့ဟိုးနောက်ထပ်မှတရှိသေးတယ်အာတရက်ပင်နေရောအာချက်မောက်သီးပင်နေရောဒူးရင်းပင်နေရောအများကြီးပဲဟိုးနောက်ထပ်တရှိရပါတော့ကဲကြီးပဲသူတို့ဘလို့ထင်းထင်းဆောက်ဆောက်လဲတော့မသိဟိုဘက်မှာလည်းသူ့ချံမယ်အဲ့ဒါလည်းအဲ့လိုမျိုးပဲဆနွင်းအမဲတွေစိုက်တယ်စိုက်ပြီးတော့သူကဆေးဖို့ရယ်ဘာကြီးဦးနေမီကျမရဲ့ရှိတတဲမှာလှလိုက်တာငင်းလာတယ်ကျမတို့ဒီမှာဘာဘီကျူးလာလှုပ်ရှားကြတယ် ြီးလို့ရှိရင်ရွာလေးကြီးလည်းလိုက်ပြပေးဦးမယ်နော်ဒီမှာတော့တရက်ပင်အောက်မှာတော့ဒီမှာဘာမကြီးလှုပ်ရှားနေကြတာโอเค तू อ่ะလေစနွေးမဲတွေကို तू อ่ะစိုက်တယ်ဟိုအများကြီးပဲပေါ့နော်ပြီးလို့ရှိရင်အာအောင်မဲညို့ခေါ်တာပေါ့နော်အဲအောင်မဲညို့ကိုလည်း तू อ่ะစိုက်တယ် तू อ่ะစနွေးမဲနဲ့အောင်မဲညို့ तू อ่ะဆေးဖော်တာအဲ့ကျွန်မပြမယ်ဒါ तू ဖော်ထားတဲ့ဆေးလေးပေါ့နော်အဲ့ဒါကို तू อ่ะအထုပ်ကလေးနဲ့ရောင်းတာဒီကဘာအတွက်ကြီးကောင်းလဲဆိုတော့ ိုသွေးတို့သမားတွေတဲ့နော်ပြီးလို့ရှိရင်စီးကြိုသမားတွေပေါ့နော်သွေးတို့သမားတွေအတွက်ကသွေး level ကိုထိန်းညှိပေးတယ်တဲ့ပြီးလို့ရှိရင်ဒါ blood circulation ပေါ့နော်သွေးလက်ပတ်မှုအတွက်ကိုကောင်းတယ်ပြီးတော့အိပ်ပျော်ရာရောပေါ့နော်ဟာရာမျိုးတွေအဲ့ဒီကြွက်လေအကျိုးကြီးထိရောက်တယ်သူ့ဆေးကတော်တော်လေးကိုအကျိုးထိရောက်တယ်နော်အာအဓိကကတော့ပေါ့နော်သွေးတိုးရောစီးကြိုးရောပေါ့နော်အဲ့ဒါအတွက်အဲ့တော့နှင်းမဲနဲ့ဒီအောင်မဲညိုဘာလို့သူကရောဆက်ထားလဲဆိုတဲ့ခါကျတော့ စနွေးမဲဟာတဲ့သူကစနွေးကပူတယ်လီနော်ဒီအောင်မဲညိုပေါ့နော်ဒီပန်ပွင့်အပြားလေးတွေကကြတော့သူကအေးဓာတ်ကိုပေးတယ်တဲ့အပူတဲ့အေးကိုမျှလိုက်တဲ့ခါမှာတဲ့ခန္ဓာကိုယ်မှာရှိတဲ့ဒီသွေးလက်ပတ်မှုတွေအတွက်ကိုအရန်ကောင်းပြီးတော့ခုနကကျမပြောသလိုပေါ့သွေးတိုးတို့စီးကြိုတို့အတွက်ကိုသူကကောင်းတယ်သူကအထုပ်ကလေးရင်နဲ့ရင်သွေးတောက်တယ်လို့ပဲဟိုဟာဘာရောပကံလုံးလေးတွေမှာအထုပ်ကလေးကိုထည့်ရင်သွေးလေးထည့်ပြီးသူကတောက်ရုံပဲပေါ့နော် ဒါ तू အဲ့ဒါလေးဆေးဘူးလေးကို तू ကရအောင်နေပေါ့နော်အဲ့ဒါတော့လည်းပြောတယ်ဒါကိုစလဲလိုချင်ရင်လည်းပြောတယ် तू ကိုယ်တိုင် site तू ကိုယ်တိုင်ဆေးတွေကိုကြိတ်ပြီးတော့ तू ကိုယ်တိုင်ထုတ်ထုတ်ပြီး तू ကပြန်ရောင်းတာဆိုတော့တကယ်ကို organic ပေါ့နော်အကုန်လုံးကအဲ့ तू ကမလေးရှားမှဒါတွေ तू ကဖြန့်ပေးရပေါ့လေနော်ဘိုင်းပေါ်ဆက်ထားတဲ့ဆေးပေါ့နော်ဒါ तू ရဲ့မိဘမျိုးရိုးစင်ဆက်ပေါ့ဒါပေါ်ဆက်ထားတဲ့စီတဲ့အဲ့နီမီးနဲ့လှလို့ အဲ့တော့ကျမပြောမယ်အထဲထဲမှာဆိုရင်ねအထုပ်30ပါတာပေါ့နော်ကိုယ်စလဲယူမယ်ဆိုလဲကိုယ်စလဲစီ तू ပေးမယ်ပေါ့လေနော်အဲ့ဒါလေးကို तू ကလှုပ်တာဒါ तू ရဲ့ cycling လေးပေါ့နော်တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်ဒါလေးတွေကလေမိဘရဲ့မျိုးရိုးစင်ဆက်ကအမွေနှစ်ကို तू ဆက်ပြီးတော့ထိန်းတာပေါ့ချမ်းကြီးကအကျယ်ကြီးပဲဒီကနေပြီးဟိုးနောက်ထပ်တီလည်းရှိတယ်ပြီးဟိုဘချမ်းနေမှာလည်းရှိရဲ့အဲ့ဒါ तू ကစနွေးမဲတွေကိုပဲစိုက်တာပေါ့နော်ကျွန်တော်တို့မြန်မာဆိုရင်တော့စနွေးမဲခေါ်မလားစနွေးခါခေါ်မလား မပြောတော့ဘူးဒါပေမဲ့ဆွနေမဲပေါ့နော်အဲအဲ့ဒါလေးအဲဒါလေးဒါလေးနော်အစိတ်ဝင်စားကြလို့မှာကျင်တဲ့သူတွေရှိရင်လည်းမှာလို့ရပါတယ်လို့နော်ကိုယ်စလဲယူရောက်မယ်ဆိုရင်လည်းရပါတယ်လို့အဲ့ဒါကျွန်မသူ့ခြံကိုအလဲလာရင်ရနေပြီးတော့ကြော်ညာပေးတာပေါ့လေနော်โอเคကျွန်မပြောတဲ့ဒီဆွနေမဲကိုပြောပြမယ်ဒါဒါဆွနေနေနော်ပုံမှန်ဆိုလို့ရှိရင်ဆွနေကအဝါရောင်လေနော်ဒီဆွနေလေးကိုကြည့်လိုက်အထက်ကအပြာရောင်လေးတန်းတာနော်အဲ့တော့ ပုံမှန်စနင်းအွာဆိုရင်1ကီလို9 ringgit ရှိရယ်9 ringgit ဆိုတော့မြန်မာငွေနဲ့ဆို8000ကျပ်ရှိရယ်ဒီလိုမျိုးစနင်းကဆေးဘက်ဝင်တဲ့စနင်းပေါ့နော်ဒါဆိုလို့ရှိရင်အပြင်မှာဝင်ရင်1ကီလို ringgit 400ရှိရယ်ဆိုတော့4သိန်းကျော်ရှိရယ်ပေါ့နော်ဒီ channel ကသူကတော့ဖောက်တယ်ပေးတာက1ကီလို250 280ပေါ့အဲ့အဲ့ကြားထဲမှာသူကဖောက်တယ်ပေးတာဒါစနင်းဒါဆေးဘက်ရဲဝင်နေစမြေခုနကတော့သူဆေးဖော်ထားတယ်ဆိုတာလေဒီစနွင်းကိုဖော်တာသူကိုယ်တိုင်ဖော်ထားတာ အနံလေးကတင်းတင်းလေးနော်အဲဒီစနွေးကိုပြောတာနော်ဟိုဟိုဘလူးအိုးယာဟိုဘင်လေးလေးပေါ့နော်ဟာအဲ့လိုပြိုးပင်ပေါက်ကနေတခါအနံလေးအရွယ်ရအောင်ဒီလိုမျိုးတော့တခါပြန်ဆိုင်တာတခင်ပေါ်တစ္ဆာရှိချာတယ်လူစိမ့်ဝင်နေဆိုတဲ့အခါကျတော့သူကဟောင်းပေးရှာတယ်ကျစီအားလေးမျက်နှာပေါက်ကလေးอ่ะမကြီးဟိုကကိုယ်ကိုလည်းဟောင်းတယ်သူကလည်းထွက်ပြေးတယ်